ောက်ပွဲကကောင်းမွန်တဲ့အလှည့်ပြောင်းတစ်ခုဖြစ်တယ်အရွေးတစ်ခုဖြစ်တယ်ရွေးကောက်ပွဲဖြစ်ရင်ဘာတွေပေါ်လာမလဲလွတ်တော်ကြီးပေါ်လာမယ်ဟုတ်လားနောက်တမနာဥစည်းတဲ့အစိုးရမန္တန်ကြီးပေါ်လာမယ်နောက်ပြီးတော့တရားစီရင်မန္တန်ကြီးပေါ်လာမယ်ခင်ဗျားတို့မှာခက်ခဲတွေမရှိဘူးလားရှိတာပေါ့အခုကျွန်တော်မမေးရဘူးမေးလိုက်ရေးလို့လည်းမိလို့လည်းနားလို့လည်းအများကြီးလာမယ်ဟုတ်တယ်မလားအဲ့ဒါဘလူသွားပြောအဲ့ဒီတော့လွတ်တော်ပေါ်လာရင်ခင်ဗျားတို့ကကိုယ်စလဲရွေးလိုက်တယ်ဆိုပါစို့ခင်ဗျားတို့ရွေးလို့ကျွန်တော်တို့ကဒီဇယတိတိမြို့နေရာလွတ်တော်ကိုယ်စလဲဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့ခိုင်းလို့ရတယ်ဟုတ်တယ်မလားခင်ဗျားတို့ရေးလို့လားမိလို့လား ကျောင်းလိုလားတံတားလိုလားပါလားညာလားခိုင်းပြီတော့ခင်ဗျားတို့ရွေးပေးတာလေဟုတ်လားခင်ဗျားတို့ခိုင်းရမယ်ဒီစစ်ဘိုလ်ချုပ်တွေပြောသလိုမျိုးသူတို့ကိုခိုင်းပါဆိုတော့ခင်ကြီးတို့ဒီကြံ့ဖွဲ့ပါတီတွေအကုန်လုံးကစစ်ဘုတ်ချုပ်တွေအကုန်လုံးပြည်သူလူထုကိုဒုက္ခပေးခဲ့တာနှစ်ပေါင်း80ကြာကြာခဲ့ပြီနောက်ထပ်ဘလောက်ထက်ခိုင်းရအောင်မှလဲပြည်သူကသူတို့ကိုခိုင်းရမှာလားသူတို့ကပြည်သူကိုနှိမ်ပန်းနှိပ်စက်မှာလားဒီစစ်တပ်ကဘလို့လဲဆိုတော့သူတို့ စစ်တပ်ထဲမှာနှစ်ပေါင်းများစွာငယ်ရွယ်စဉ်အချိန်မှာတံမှန်ထွားတိုင်းဖြက်လက်တဲ့အချိန်မှာတိုင်းရင်းသားနယ်မြေတွေကိုဘုံကျဲမီးရှို့တက်ဖြက်မဒိန်ကျင့်လူရက်ဖြက်စီးတိုင်းပြည်ကိုဆင်းရဲမွဲသေးငတ်ပြက်အောင်လှုပ် နီးမျိုးစုံနဲ့ညှင်းပန်းနှိပ်ဆက်ပြီးတော့သူတို့အုံမဲလာတဲ့အချိန်မှာစစ်တပ်ကနေထွက်ပါတီထောင်လာတဲ့အတွက်ကိုပါတီထဲကိုဝင်ဟိုစစ်ဘိုလ်ချုပ်ယာဒူးကနေပြီးတော့မှဟိုအစိုးရယာဒူးကိုပြောင်းယူဆိုတော့ဒီမြန်မာနိုင်ငံရဲ့ကံကြမ္မာမြန်မာပြည်သူလူထုရဲ့ကံကြမ္မာမြန်မာနိုင်ငံမှာမွေးဖွားလာတဲ့လူတိုင်းရဲ့ကံကြမ္မာကိုဒီစစ်ဘိုလ်ချုပ်တွေကပဲ ပုံစံအမျိုးမျိုးအယောင်အမျိုးမျိုးနဲ့သူတို့ပဲဆုံးဖြတ်မယ်ဆိုတဲ့ပုံစံဖြစ်နေတယ်အဲ့တော့အဲ့ဒါကြီးကိုတိတိကြီးနဲ့တော့ဒီချိန်မှာငါတို့ကပြိုင်ဘက်မရှိဘူးဒီချိန်မှာ NLD မရှိဘူးဒီချိန်မှာဒေါအောင်ဆန်းစုကြည်မရှိဘူးငါတို့ကတော့ရွေးကောက်ပွဲဝင်ရင်နေရာတစ်ခုတော့ရမှာပဲဆိုတဲ့စိတ်နဲ့နိုင်ငံရေးကိုခွေးတိုးပေါက်တဲ့ကနေနေရာလိုချင်တဲ့ပါတီတွေဒါအထူးသတိထားရမယ့်အချက်နောက်တစ်ချိန်မှာပြည်သူလူထုကြားမှာတမိုင်းတမိုင်းကျွေး ်တမိုင်းသွေးတွေဖြည့်ရှင်းတဲ့အခါကျရင်ဒါဒီတမိုင်းအမဲကြီးဖြစ်တယ်တမိုင်းဇိုးကြီးဖြစ်တယ်ဆိုတာကိုနားလည်ဖို့လိုတယ်နောက်တစ်ချက်ကကျွန်တော်တို့ပြည်သူတွေအကုန်လုံးကဒါလမ်းပေးခွေးကစခလေးအစုံအားလုံးသိနေတဲ့ကိစ္စဒီစစ်ကြုံဘဝကိုလွတ်မြောက်ဖို့ကျွန်တော်တို့ပြည်သူလူထုအားလုံးကစင်ရဲခံအသေးခံအငက်ခံအပြက်ခံနိုင်ငံသားမှရှိတဲ့လူတွေဆိုရင်လည်းတို့တို့ဘဝရဲ့တို့တို့ရတဲ့နားစာတွေတို့တို့ဘဝရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုမ မတုံးသေးပဲနဲ့စားလောက်ယုံလေးတုံးပြီးတော့ဒီတော်လန်ရင်မှာပါဝင်ထောက်ပံ့နေတာဟာနောက်တစ်ချိန်မှာကျွန်တော်တို့မွေးဖွားလာမဲ့မျိုးဆက်တစ်ဒီဒီစစ်အာဏာရှင်ရဲ့ခစ်ဆိုးစနစ်ဆိုးအောက်မှာကျွန်ထက်မဖြစ်ချင်လို့ကျွန်တော်တို့မွေးဖွားလာတဲ့သားသမီးတွေနောက်တစ်ကြိမ်သူများနိုင်ငံထွက်ပြီးတော့ကျွန်မခံချင်တော့လို့ကိုယ်နိုင်ငံကိုယ်ဒေသကိုယ်မွေးရမည်ကိုယ်မိယိုးဖလာအတိုင်းပဲ ကိုနိုင်ငံမှာဂုံတိတ်ခါရှိစွာနဲ့ကြီးပြင်းရက်တီချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီစစ်အာဏာရှင်ကိုတော်လှန်နေတာဖြစ်တယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကလည်းတိတ်တည်ကြတယ်ဒီစစ်အာဏာရှင်တွေပျောက်ဆုံးသွားမှဒီစစ်အာဏာရှင်တွေအမြင့်ပြုတ်သွားမှဒါလင်ကျွန်တော်တို့မြန်မာနိုင်ငံကကပအလယ်မှာလူရဝင်မှာဖြစ်တယ်